တကယ်သာအဲ့လိုမျိုးအခုပြောတဲ့စကားကတကယ်အမှန်ဆိုရင်တော့တကယ်ကျွန်တော်ဝမ်းသာတာပေါ့နော်တကယ်ဝမ်းသာပါတယ်ဟိုအဲ့လိုမျိုးပေါ့နော်အနေထုတ်ကမြန်မာကရိတန်နဲ့လွယ်ဦးကြနေရဆိုတော့ဒါကျွန်တော်ရဲ့အရင်အိမ်မက်လို့ပြောလို့ရပါကျွန်တော်ကြားချင်တဲ့စကားတစ်ခုပဲသိမလားရိုးရင်းနဲ့ကျွန်တော်ကအဓိကပြင်မချက်ကျွန်တော်ရဲ့ goal ကလည်းဒါပဲလေဟိုစေတမဆိုစေတမအားဆိုင်ကားဆိုင်ဆိုင်ကားဆိုင်ကားအဓိကအနေထုတ်ပြောက်သွားမယ်အဲ့ဒီအဲ့ဒီအဲ့ဒီနေသူဆိုနေသူဝင်ဦးမဲဆိုဦးမဲအဲ့လိုလိုဝင်သွားမယ်ပေါ့နော်တဲဆောက်ကံခွဲ့ တဲကြောင့်တော့တရရတော့အဲ့လိုမျိုးမမြင်ဘူးဂျာပဲ2023 24ပေါ့အဲ့လိုလောက်ကတော်တော်ဂျာဘူးအာတရရတော့မကြောက်တော့ဘူးတရရမကြောက်တတ်လို့ပြဿနာဖြစ်နေတာမအောင်စုံနေတဲ့ဒါဆက်ကောက်တဲ့ချီတွေ့လကဖြစ်တယ်ပေါ့နော်ကျွန်တော်ကအဲ့လိုကျွန်တော်ကိုယ်တိုင်လည်းအဲ့လို slow burn ကရိုက်တယ်တရေ၆လို့ရှိရင်လည်းပျော်ပျံအဲ့လိုမျိုး၆တာထက်ပိုဆိုင်လို့ရှိရင် အချိန်ယူပြီးတော့မှဩဒါဒါဒါကြောင့်ဒီလိုခြောက်ရတာဟုတ်ဆိုရယ်ကားမျိုးပိုးချဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အခုဒီစကားကလည်းအဲ့လိုစကားမျိုးလေးအပြည့်တည်းကြည့်လို့ရှိရင်လည်းနှစ်ခါသုံးခါပြန်ကြည့်ပြီးတော့မှအော်တော့ပေါ့ဘယ်လိုဆိုတော့နောက်မှ clue လေးပြန်ဖွက်ထားရတယ်ကွာအဲ့လိုပရိသတ်တွေကိုလည်းဒါဟို psychology တို့လိုမျိုးမျိုး score ဆက်စစ်နေတာပေါ့ horror ကဒါပထမဦးဆုံးမဟုတ်ရှေ့မှာတော့အဲ့လိုရှေ့မှာရှိခဲ့ဘူးလေဇလန်နွေတစ်ခုရယ်ပြီးတော့အကားကြီးတစ်ခုရယ်ပေါ့နော်အဲဒါမှဒါကတော့တကယ်ကိုမှအဲ့လိုမျိုးအစ်အစ်မှာတကယ်သူက ဟာဟာတာတွေပဲအဲ့လိုမပါဘဲနဲ့ဟိုမှာတကယ်ကိုတကယ် horror thriller mood အပြည့်ထည့်ထားတဲ့အစကားမျိုးလေးပဲကျွန်တော်လည်းဆိုရည်တွေကအဲ့လိုမျိုးဟာဟိုတစ်ခါတစ်ခါဆိုမတူတဲ့ character မျိုးလေး act လုပ်ချင်တာပေါ့ portray လုပ်ချင်တာပေါ့အဲ့လိုကြောင့်မလို့ဒီမျိုးလာကန်လိုက်တဲ့အချိန်မှာချက်ချင်းပဲပြိုင်မယ်ဘာလို့ဆိုတော့ဒီဒီဒီနေတူရင်ဆိုရဲဆိုင်းဆာကရက်တာကလည်းပုံမှန်တမျိုးချက်ဆိုင်းဆာမဟုတ်ပြန်ဘူးဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်သူ့ရဲ့ဘဝအကြောင်းရောပေါ့နော်ဘယ်ကျွန်တော်ကျွန်တော်မျိုးစဉ်းစားရတယ်ဆိုတာထက်ဘာကိုဘာကိုကြည့်လဲဆိုတော့ ကိုဒီဒီဆက်ဆက်ပါတော့ကိုဒီ challenge တခုကဘယ်လောက်ထိ oh sorry ကိုဒီ character တခုကဘယ်လောက်ထိ challenge ခေါ်နိုင်မလဲဘယ်လောက်ထိ challenge ဖြစ်နိုင်မလဲပေါ့အဲ့တော့ကျွန်တော်တွေးပြီးတော့မှအဲလုတ်ပြီးရောငါဟိုဘယ်လိုမလဲကိုကို prop ဖြစ်ရမှာလားအဲ့လိုပေါ့နော်ကျွန်တော်ဘယ်လောက်ထိလုပ်နိုင်မလဲအဓိကကိုကို challenge ခေါ်နိုင်လို့ရှိရင်ကျွန်တော်ကပို့လို့ရှင်တာအဲ့ဘက်ကိုပို့ပါတယ်တကယ်သာအဲ့လိုမျိုးအခုပြောတဲ့စကားကတကယ်အမှန်ဆိုရင်တော့တကယ်ကျွန်တော်ဝမ်းသာတာပေါ့နော်တကယ်ဝမ်းသာပါတယ် ဟိုအဲ့လိုမျိုးပေါ့နော်ဟာနေထွက်အမြဲတမ်းကရိုက်တာနဲ့လွယ်ဦးကြနေရဆိုတော့ဒါကျွန်တော်ရဲ့အရင်အိမ်မက်လို့ပြောလို့ရပါကျွန်တော်ကြားချင်တဲ့စကားတစ်ခုပဲတင်မှာဟိုရင်နဲ့ကျွန်တော်ကအဓိကပြင်မချက်ကျွန်တော်ရဲ့ goal ကလည်းဒါပဲလေဟိုစေတမဆိုစေတမအားဆိုင်ကားဆိုင်ဆိုင်ကားဆိုင်ကားအဓိကနေထွက်ပြောက်သွားမယ်အဲ့ဒီအဲ့ဒီအဲ့ဒီနေသူဆိုနေသူဝင်ဦးမဲဆိုဦးမဲအဲ့လိုလိုဝင်သွားမယ်ပေါ့နော်စ조사ပြီးတော့အဲ့လိုမျိုးဟိုကိုယ့်ကိုမသိမသားလေး add on တော့လုတ်လုတ်တယ်ပေါ့နော် ။အပိသေတော့သိရပါတော့။အဲ့လေးကိုကျွန်တော်တကယ်ဝမ်းသာပါတယ်။စကားကိုရံပြီးစလဲကြည့်ရမှာပဲ။တခြားလေးသဘောသတိထားပြီးကြည့်ရဆိုတော့သိရရပါတော့။အဲ့တော့ကျွန်တော်ရံလည်းဝမ်းသာတယ်။ဒီကားမှာဆိုလဲကျွန်တော် character တစ်ခုပေါ့တိတိချာချာလေးကိုကျွန်တော်စဉ်းစားထားတယ်ပေါ့နော်။ confirm မဖြစ်သေးဘူးဆိုရင်တော့မတခြားလေးစဉ်းစားရပြည့်စက်ဒီကားကြည့်ရင်လည်းကျွန်တော်တင်းတဲ့ပေါ့တွေ့ရမှာပါ။အဲ့ character ကဒီကောင်ဘာဖြစ်နေလဲ။ပါစေးကြောင်လာပါအဲ့လိုဖြစ်ဖြစ်မှာပေါ့နော်မီယိုဖလာကားမှာကျွန်တော်ကထူးခြားတွေ့ရလဲပြန်ဘာလဲဆိုတော့အသက် အသက်กว่าဟိုအသက်กว่าရတော့ကြောင့်မလို့ရုပ်ရုပ်ကအရန်กว่าသွားပြီပေါ့နော်ကျွန်တော်ကတော့အဲ့တစ်ခုလေးပဲစိုးရင်တာပေါ့ပြီးတော့ well အဲ့အဲ့အချိန်မှာစူးစားတယ်ဆိုတော့အရန်စူးစားခဲ့လို့ပြောလို့ရတယ်တော့ပြမယ်အခု terms and condition နဲ့ပြန်ကြည့်မယ်ဆိုရင်အာနေတော့ idea ဘယ်လိုကြီးလဲကွာဆိုပြီးဖြစ်မှာလဲကျော်စိုးနေတယ်ဘာလို့လဲဆိုတော့ဆွမ်းပြောလို့ပဲအဲ just တို့တော့လုံးပါပဲကျွန်တော်ကတော့ လွန်ခဲ့တဲ့ဘယ်နှခုနဲ့ကရိုက်ထားရလဲဆိုတော့အဲ့အဲ့လေးတော့စိတ်တမှာတွင်းမိရပါတော့။ဟုတ်တော်တော်လေးစိတ်လို့ရှာပါဆွမ်းနာပြောပြောလို့လို့ပါတော်တော်လေးစိတ်လို့ရှာပါတယ်ဟုတ်။အခုကျွန်တော်ကတော့အမ် series တွေတော့ရိုက်ထားပါတော့။ series တွေမှာလည်းအဲ့လို character မတူတဲ့ဟာတွေလည်းရိုက်ထားပါတယ်။အခုကတော့ဒီအနံပါတ်ကာကြီးမျိုးဆောင်6ဆိုတဲ့ကားလေးကိုရိုက်တော်မှာပေါ့နော်ဒီဟာကျွန်တော်တို့တော်တော်ခက်ခဲဘာလို့လဲဆိုတော့ကျွန်တော်ပုံမှန် interview မှာဆိုလို့ရှိရင်ပြောပြီးနေပြီအာကျွန်တော်ကျွန်တော်ဘာတွေဘာတွေပြင်ဆင်ထားပါတယ်ဟိုစကားပြောရင်ဘယ်လိုပြောမလဲပြင်ဆင်ထားပါတယ်သဘင်ကဘယ်လိုအမှန်တမ်းပြောရင်ဒီဟာနည်းနည်းလေးအခုဒီ confirm ဖြစ်သေးဦးဖြစ်နေတယ် တဘောမှာဝမ်မရမဲ့ဘက်ကရဲ့တော့ကျွန်တော်စိတ်ထဲမှာဟိုဒီအရင်မရသေးဘူးဖြစ်နေအဲ့လိုပေါ့နော်ဆိုတော့အဲ့အရာလေးကိုကျွန်တော်စိတ်ပူတာတော့မဟုတ်ဘူးဒါပေမဲ့ confirm မဖြစ်သေးရပါဘောနော်အရင်ရင်းကျက်တဲ့အရင်လွင့်ပြီးတော့မှပြီးတော့ပရလောကအကြောင်းရေးတဲ့ဇာရေးဆရာတယောက်အနေနဲ့ကျတော့အပြစ်မှာမကြုံဘူးဖြစ်နေတယ်သူတို့ဆိုဘလို့စကားပြောလဲလူတယောက်ကိုကြည့်လို့ရှိရင်ဘလို့ကြည့်လဲပေါ့အဲ့အရာကိုကျွန်တော်လေ့လာတော့မှာပေါ့နော်အော်ဟိုလေမဟုတ်တဲဆောက်ကံမှုတယ် တဲကြောင့်ကတော့တရရောအဲ့လိုမျိုးမမြင်ဘူးဂျာပဲ2000 2013ပေါ့အဲ့လိုလောက်ကတော့ဂျာပဲအာတရရောမကြောက်တဲ့ဘူးတရမကြောက်တဲ့လို့ပြဿနာဖြစ်နေလားကျွန်တော်ကအဲ့လိုမျိုးတရရဲ့ဘာမကြောက်တော့အာဒေါကူမန်တရီကြည့်တာရမ်းများတာဟုတ်အဲ့လိုဆိုတော့ကိုကိုတိုင်လည်းဒီကင်မရာတလုံးနဲ့အများနဲ့ရှောက်ရိုက်နေတဲ့ Edison နဲ့သူတယောက်အနေနဲ့ကြတော့ um you know အဲ့လိုမျိုးတရရဲ့ဘာဟိုအရင်တရရဲ့ရှိရဲဆိုရင်အဲသွားရအောင်တိုက်ရဲအဲအဲ့လိုပေါ့အဲ့လိုလူမျိုးပေါ့ ဟိုဘက်လက်ပြင်ရအောင်ဆိုတော့ကျွန်တော်ကျတော့သွားကျင်တာဒါဆဲခံဆဲခံမေးခွန်းလေးပေါ့ကျွန်တော်ကျွန်တော်ဒီလိုပါကျွန်တော်ကကျတော့အဲ့လိုမျိုးဟိုလိုမျိုးကွာကျွန်တော်တမတ်တက်ကြီးလို့တာမဟုတ်ဘူးအဲ့အဲ့အဲ့ဒါဘယ်လိုခေါ်မလဲအဲကျွန်တော်အရင်မှုပါပေါ့နော်အဲထားပါတော့ကျင်ပေါ်ပထအောင်ကျင်ပေါ်ဆိုလို့ရှိရင်အဲ့ဒီအဲ့ဒီဖြတ်လို့မရတော့တဲ့ဒီကိုပါလာမိတာပေါ့နော်အဲ့မှာဆိုကျွန်တော် no တော့အဲ့အဲ့လိုမျိုးကွာအသေးအသေးမွားလေးပေါ့အရင်မှုပါလာတဲ့အချိန်မှာကျွန်တော်အင်းလေးလိုညံ့ညက်ပြောငိုတဲ့အချိန်တွေပါလေငိုတဲ့အချိန်တွေပါဆိုညံ့ညက်ပြီးပါသွားတဲ့အချိန်မှာဟော ဟိုကိုပြင်ကြောက်လည်းမူကကောင်းတယ်အဲ့လိုမပြောနဲ့အဲ့လိုပေါ့နော်မူပါဝိုင်းရှာလွတ်ကလွတ်ကလည်းထွက်သွားပေါ့ဆိုတော့အဲ့လိုလေးပေါ့နော်အခုဒီဒီကားမှာဆိုလဲကျွန်တော်လည်းတူတူပဲဟာအင်္ဂလိပ်စာရေးလုံးဝဆရာကြီးဘာလို့ဖြစ်နေရောမဟုတ်ဘူးဒါပေမဲ့အကျင့်ပါနေတာပေါ့ဒီကားမှာဆိုရင်လည်းစကားပြောမြန်တာရပါရရှော့ရမယ်အဲဆိုင်ဆရာတရားဘယ်လိုပြောမလဲအဲ့လိုမျိုးပေါ့နော်တော်တော်လေးတော့စကားလေးကိုပြင်ပြမှာပါဟုတ်